မြန်မာပြည်သူတွေရဲ့ဒုတိယမိခင်နေရာမှာတာဝန်ယူပေးတဲ့ခိုင်နေဝင်အားလုံးပဲမင်္ဂလာပါ MSNDOS News Channel ကနေကြိုဆိုပါတယ်ခိုင်နေဝင်ကလွန်ခဲ့တဲ့9နှစ်ကျော်ကရှေးဘေးဒုက္ခသည်တွေကိုအလူအများနဲ့ကုညီရမှာပရာဟိတလုပ်ငန်းကိုစတင်ခဲ့ပါတယ်သူမကခိုင်နေဝင်ပရာဟိတမြင်းနဲ့ကလေးငယ်တွေကိုဆောက်ရှောက်ခြင်းကျမ်းမာရေးပညာရေးနဲ့အခြေခံလိုအပ်ချက်တွေကိုဖြည့်ဆည်းပေးရရပါတယ်ဤလုပ်ငန်းကိုနာမည်ကြီးလိုသောစိတ်ဓာတ်ကိုကျင်းစွာတတ်တဲ့စိတ်ဓာတ်နဲ့လှုပ်ဆောင်ခြင်းဖြစ်ပါတယ် ရာဟိတကေယမှာကလေးစုစုပေါင်း50ရောက်အသက်နှစ်နှစ်အောက်ထိကိုထိန်းသိမ်းထားပြီးရင်းမှာရက်ကင်ဒေသမှာပါဝင်စွန့်ပြင်ကကလေးတွေပါဝင်ပါတယ်။ထိုးကြတာကတရက်ထဲမှာကလေးသုံးယောက်ကိုမွေးစားခဲ့ခြင်းဖြစ်တယ်။ဥပမာရက်ကင်ကလေးတဲဦးမိဘတွေကပြစ်သွားခဲ့ပြီးဆရာဝန်နဲ့တောင်းဆိုကြအခိုင်နှွေကလက်ခံခဲ့ပါတယ်။ကေယမှာဝန်ထမ်းဆက်ချောက်ခံထားပြီးတလလင်ဝန်ထမ်းစိတ်သားသိန်း30ကျန်းမိုင်အစားအစားအဝိထေဆိုင်တခြားကုန်ကျစရိတ်တွေမပါသေးဘူးငွေကြေးခတ်ခဲ့ရရှိတော့လဲခိုင်နှွေက ကျောင်းညလုပ်ငန်းတွေမှာရတဲ့အကျိုးအမြတ်တွေကိုကလေးတွေအတွက်စေဝါဖြည့်ဆွက်စာနဲ့6လတနည်းစာပစ္စည်းဝယ်ရန်အသုံးပြုတယ်။အလှူရှင်တွေမရှိတဲ့ကာလတွေမှာငွေကြေးခက်ခဲကြုံရပြီးကလေးတွေရဲ့ကျန်းမာရေးစိတ်ကအဓိကစိန်ခေါ်မှုဖြစ်ပါတယ်။ခိုင်နေဝေကိုယ်တိုင်ဒုက္ခသည်နဲ့ဆင်းရဲသားတွေထံကိုတော်ရောက်ကအလှူပစ္စည်းတွေပြောင်းဝင်လေးရှိပါတယ်။ဤသို့ပါဝင်မှုကြောင့်အလှူရှင်တွေပုံမှုယုံကြည်လာတဲ့ခိုင်နေဝေကိုယ်တိုင်စင်ကမွန်တို့အဖြစ်ကြီးပြင်းခဲ့ရတဲ့အတွက်စွန့်ပစ်ကံကလေးတွေပေါ်အထူးသဘောထားကြည့်ပါတယ်။ ူမရဲ့မိခင်အတွေ့အကြုံတွေကပရိုဟိတလုပ်ငန်းတွေကိုပုံမအဆိုင်ထွက်ရစေစော်ပေးခဲ့တယ်။ခိုင်နေဝယ်ပရိုဟိတလုပ်ငန်းကကလင်းငယ်ရဲ့ဘဝကိုပြောင်းလဲရန်အတွက်စေတနာစီကံနဲ့ဇဲလုံလောက်နဲ့ရည်တည်နေပါတယ်။သူမရဲ့လှုပ်ဆောင်ချက်တွေကိုလူမှုကွန်ရက်နဲ့မီဒီယာတွေမှာပုံမမြင့်တင်တင်ပြီးအလှူရှင်တွေရဲ့ပံ့ပိုးမှုတွေလိုအပ်နေစေဖြစ်ပါတယ်။မဆောင်တိကြည့်ရှုနာဆင်ပြရပရိသတ်အလုံးကိုကျေးဇူးတင်ပါတယ်။ကျမတို့ရဲ့ channel ကိုလည်း like and subscribe လေးလုပ်ပေးကြပါရှင်။